မြန်မာနဲ့ထိုင်းမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလှင်ကြောင့်ဘန်ကောက်မြို့ချက်တူချက်ပန်းချံအနီးဆောက်လက်ဆာအဆောက်အုံပြိုကျပြီးပိတ်မိနေတဲ့မြန်မာအလို့သမားတွေအယောက်40ထပ်မနည်းရှိတယ်လို့သိရပါဗျ။ဇွဲတစ်တရင်ပေးပို့ထားပါတယ်ရှင်။မြန်မာနိုင်ငံစကိုင်းမြို့အနီးဗဟိုပြုတ်ပြီးလှုပ်ခတ်သွားတဲ့ပြင်းအား register scale 9.8ရှိတဲ့ငလှင်ကြောင့်ထိုင်းနိုင်ငံမှာလည်း match လ28ရက်နေ့လယ်ပိုင်းမှာငလှင်လှုပ်ခတ်ခဲ့ပြီးဘန်ကောက်မြို့ ချက်တူချက်ပန်းချံအနီးအထက်30ရှိဆောက်လက်ဆအဆောက်အုံတစ်ခုလုံးပြိုကျပျက်စီးခဲ့ပါတယ်။ပြိုကျပျက်စီးခဲ့တဲ့အဆောက်အုံတွင် site တစ်ခုမှာဆောက်လုပ်ရေးအလုပ်သမားတွေအယောက်90နီးပါးလောက်ကန်ပြီးမြန်မာလူသားအများဆုံးပါဝင်တယ်လို့သိရပါတယ်။နောက်ဆုံးသိတဲ့သတင်းကတော့သူကအခုပြိုကျတဲ့နေရာကတော့ဘန်ကောက်မြို့ဒီဟိုချက်တူးကြပေါ့နော်ချက်တူးကြဘန်ကောက်မြို့လေလို့လည်းပြောလို့ရတာပေါ့နော် အဲဒီပြိုကြတဲ့ထဲမှာဒီအလုသမား90ထဲမှာပေါ့အားလုံး43ယောက်ကဒီပြိုကြတဲ့တိုက်ထဲမှာပိတ်မိသွားတယ်နောက်ဆက်တွဲနောက်ဆုံးသိရတဲ့တိုင်းကတော့အလုသမား90အဲ့ထဲမှာလှုပ်လှုပ်ကင်နေတယ်အဲ့ထဲမှာတချို့ကထွက်ပြေးလာတာမှီတယ်43ယောက်ကတော့အဲ့တိုက်ပြိုကြတဲ့ထဲမှာပိတ်မိသွားတယ်ပါသွားတယ်ပေါ့နော်အခုလိုမျိုးဒီငလင်တန်အကြောင်းတဘာဝဘေးတန်အကြောင်းဒီတိုက်ပြိုကြမှုထဲမှာပါသွားတဲ့သူတွေကိုကယ်ဆယ်ဖို့အောင်ထိုင်းဆိုးရဘက်ကတော့အခုလက်ရှိစတင်လှုပ်ဆောင်နေနေပြီပေါ့နော်အခုကတော့ကယ်ဆယ်ဖို့ကိစ္စတွေသူတို့လှုပ်ဆောင်ပေးမှသိကြပါတယ် တည်ဆုံးသည့်စည်ရင်တွေမတိရသေးဘူးလောလောဆယ်ပြိုကြထဲမှာပိတ်မိတဲ့စည်ရင်ပဲဒါပြောထားတာပေါ့နော်ဒါပေမဲ့တိုက်ကြီးကလုံးဆောင်ပြိုကြသွားတာဆိုတော့ဟိုအနေရောများတာပေါ့နော်ထိုင်းရမြန်မာလူသမားကြီးကုညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ကငလင်တန်ကြောင့်ပြိုကြပျက်စီးခဲ့တဲ့ချက်တူချက်ပန်းချံအနီဆောက်လက်ဆောက်အဆောက်အုံစီကိုမတ်လ28ရက်နေ့ပိုင်းမှာတွားရောက်စုံစမ်းနေတယ်လို့ဆိုပါတယ် ငလင်လောက်ခတ်မှုကြောင့်အဆအုံပြိုကျမှုကနေထွက်ပြေးလွတ်မြောက်လာတဲ့အလို့သမားတချို့နဲ့မိသားစုဝင်နဲ့တွေ့ဆုံကပိတ်မိပြောင်းဆုံးနေတဲ့မြန်မာလူသမားတွေရဲ့အခြေအနေတွေကိုသွားရောက်မေးမြန်းနေတယ်လို့ဆိုပါရစေ။ဒီတဲ့လေပိတ်မိနေတယ်ဆိုပြီးတော့ပြောလို့အဲ့ကြောင့်မြန်မာမိသားစုပါတယ်ကျွန်တော်တို့လည်းအဲ့ဒီအောင်သွားနေတယ်ဗျ။ဒီ၃နာရီနောက်ပိုင်းမှာနောက်တစ်ချိန်ထပ်ပြီးတော့တော့မယ်ဆိုတော့ဆက်ရုံအလုပ်ရုံကိုပိတ်ခံရတယ်။အခုဒီ chain ဆိုရဘက်ကပေါ့နော်။ အလုတ်သမားလေးအကုန်လုံးကိုအလုတ်ယောင်အားနေပြောကျွန်တော်တို့အကုန်လုံးအလုတ်လုတ်ခိုင်းတာပေါ့နော်ညနေ9နာရီကျုပ်ကအလုတ်တွေလုတ်ပေးပါသူတို့နောက်တစ်ချိန်ပြန်ပြီးတော့ဖြစ်မယ်ဆိုတော့ခုအလုတ်ယောင်ဆက်ယောင်ဒီအကြောင်းကြီးအကုန်လုံးအကြောင်းသားတွေကိုပြန်ဆွတ်နေတာပေါ့ဗျာကျွန်တော်တို့ကလက်ရှိကဒီ42ယောက်တည်းမှာများသားများစုပါတယ်ပဲသိရတယ်ဟုတ်တယ်သိရတယ်ယောက်40ကျော်အဆက်အသွယ်ပြတ်နေမြမပြည်တွင်းစကိုင်းမြို့အနီးကိုဗဟုပြုပြီးမတ်လ28ရက်နေ့လပိုင်းမှာအင်အား9.3ရှိအင်အားပြင်းငလင်တစ်ခုလောက်ခတ်သွားကြောင်း အမေရိကဘူမိဗေဒလေးလာရေးဌာနကထုတ်ပြန်ပါတယ်။အင်အားပြင်းငလင်တန်းကိုမန္တလေးရန်ကုန်နေပြည်တော်တောင်ကြီးစတဲ့မြို့တော်တော်များများမှာတည်တည်တသာခန်းစားခဲ့ရပြီးငလင်ကြောင့်တေဆုံးသူဒါဇင်နဲ့ချီရှိနေကထိခိုက်ပျက်စီးမှုတွေလည်းအများပြားရှိနေတယ်လို့ကနဦးသိရပါဗျ။ငလင်ဘ ਹੁ ချဟာမြန်မာနိုင်ငံစကိုင်းမြို့နဲ့ဆနစ်ကီလိုမီတာกว่าဖြစ်ပြီးစကိုင်းမှာစကိုင်းတရာဟောင်းပြိုကျပျက်စီးခဲ့ပါဗျ။အင်အား9.8ရှိတဲ့ငလင်ကြီးလုခတ်ပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊လာအို ထိုင်းမြန်မာနဲ့တရုတ်တို့မှာတက်ရောက်ခဲ့ပါတယ်ခင်ဗျာကျွန်တော်ဇွဲသစ်ပါ